င်္ဂလာပါခင်ဗျာ နောက်ဆုံးရနိုင်ငံသတင်းတွေကိုကျွန်တော်အေဇက်ကတင်ဆက်ပေးမှာဖြစ်ပါတယ်ပြည်တွင်ပြင်းထန်တဲ့ကနေဒါခေါင်းဆောင်တွေမှားယူတဲ့ဘက်မှာရောက်နေတယ်လို့နေတန်ယာဟုက ပြောကြားခဲ့တဲ့အကြောင်းယူကရိန်းနယ်စပ်မှာဂျာကန်စုံတစ်ခုဖန်တီးနေတယ်လို့ပူတင်ကပြောကြားခဲ့တာနဲ့ဟာဗတ်တက်တူရဲ့နိုင်ငံကအကြောင်းသားလက်ခံကွင်းကိုထရန့်ဆွေရကရုတ်သိမ်းခဲ့တဲ့အကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ် ရမဆောင်အနေနဲ့ပြည်တွင်ပြင်းထန်တဲ့ကနေဒါခေါင်းဆောင်တွေဟာလူသားချင်းစာနာမှုရဲ့မှားယွင်းတဲ့ဘက်မှာရောက်နေတယ်လို့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကပြောကြားခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ When mass murderers, rapists, baby killers and kidnappers thank you. You're on the wrong side of justice. You're on the wrong side of humanity and you're on the wrong side of history. ပြည်တွင်ဝန်ကြီးချုပ်စတာမာကဂါဇာမှာဖြစ်ပျက်နေမှုတွေဟာပိုမိုဆိုးရွားလာပြီး ထိတ်လန့်စရာကောင်းတဲ့အဖြစ်အပျက်တွေဖြစ်ပေါ်လာလို့ပြစ်ခတ်ရစဲရေးလိုအပ်တယ်လို့ပြင်သစ်ကနေဒါခေါင်းဆောင်တွေနဲ့တူပြောဆိုခဲ့ပြီးနှစ်ရက်ကြာမှာပဲနေတရာဟုတ်ကတုံ့ပြန်ခဲ့တာဖြစ်ပါတယ်ပြည်ထောင်နိုင်ငံကအင်္ဂါနေ့မှာအီဇရဲလ်နဲ့လွတ်လပ်စွာကုန်သွယ်မှုကို ရပ်တန့်ခဲ့မှုတန်တမန်တွေကိုစင့်ခေါ်မှုနဲ့ဂါဇာမှာစစ်စင်ရေးအရှိန်မြင့်တာကိုဆိုးရွားမှုတစ်ခုလို့ရှုံချတာကဝက်စ်ဘတ်မှာရှိတဲ့သူတွေကိုအေးအေးယူပိတ်ဆို့မှုတွေပြုလုပ်မှာဖြစ်တဲ့ကြောင်းကြေညာထားပါတယ်အစ္စရေးစစ်တပ်ကဂါဇာမှာစစ်စင်ရေးအသစ်စတင်မဲ့ကြောင်း ပြီးခဲ့တဲ့အပတ်ကကြေညာခဲ့ကရှေ့ရတွင်လူ900ကျော်တေဆုံးခဲ့တဲ့ကြောင်းပါလက်စတိုင်းကျမ်းမာရေးဝန်ကြီးဌာနကကြေညာထားပါတယ်။အစ္စရေးအမလကရေကစတင်ကဂါဇာကိုဆေးဝါးအစားအသောက်နဲ့လောင်စာတွေတင်သွင်းမှုကိုပိတ်ပင်ထားတာတွေ့ရပါတယ်။အန္တရာယ်ရေးကျွမ်းကျင်သူတွေကဂါဇာမှာငပ်ဘေးနဲ့ရင်ဆိုင်ရနိုင်ကြောင်းသတိပေးခဲ့မှုပါတယ်။ဒါကြောင့်ပြီးခဲ့တဲ့တနင်္လာနေ့ကစတင်ကအထောက်ပံ့ကားအချို့ကိုဂါဇာကိုဝင်ငင်ပေးခဲ့တာ တွေ့ရပါတယ်။ဒီလိုအကူအညီပေးမှုတွေကိုပိတ်ပင်တာကိုပေါင်မိုက်တဲ့အဆင့်အသစ်ဖြစ် ရောက်ရှိနေပြီဖြစ်တဲ့ကြောင်းဗီဒီနိုင်ငံသားဝန်ကြီးဒေးဗစ်လမ်မီကထုတ်ပေါ်ပြောဆိုထားပါတယ်။အစ္စရေးရဲ့ထိုးစစ်ဆင်မှုကိုဗီဒီနိုင်ငံကနောက်ထပ်ပိတ်ဆို့မှုတွေပြုလုပ်မှာဖြစ်တယ်လို့လည်းလမ်မီကပြောကြားထားပါတယ်။၂023ခုနှစ်အောက်တိုဘာလ9ရက်နေ့ကဟားမတ်ရဲ့တိုက်ခတ်မှုအပြီးမှာအစ္စရေးဟာကာကွယ်ခွင့်ရှိတဲ့ကြောင်းတိုက်တွန်းခဲ့ပြီးအစ္စရေးရဲ့လုံခြုံရေးနဲ့ပတ်သက်လို့အာမခံတဲ့ကြောင်းဗီဒီကပြောကြားခဲ့ပူပါတယ်။အဲဒီဂျန်တို့ကဟားမတ်တွေကနေဆက်ကိုကြော်ဖြတ်ပြီးလူပေါင်း1000ကိုတပ်ပစ်ခဲ့တာ 152ဦးကိုတစားကဖြစ်ခေါ်ဆောင်ခဲ့တာကြောင့်အစ္စရေးကစစ်စင်ရေးစတင်ခဲ့တာဖြစ်ပါတယ်။အစ္စရေးကစားပြိပခဖြစ်ပွားခြင်းကလေးကခလေး16500ပါဝင်လူပေါင်း9362ဦးထက်မနည်းတေဆုံးခဲ့တဲ့ကြောင့်ဟာမတ်ကျမကြီးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ နောက်တဲ့တဘုံအနေနဲ့ယူကရိန်းနယ်စပ်မှာရုရှားကဂျာကန်စုံတစ်ခုဖန်တီးနေတဲ့ကြောင်းရုရှားသမ္မတပူတင်ကသူ့အစိုးရဖွဲ့နဲ့ဗီဒီယိုကားတဆင့်ဆွေးနွေးပွဲမှာပြောကြားခဲ့ကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ကျွန်တော်စောပိုင်းကပြောခဲ့သလိုယူကရိန်းနယ်စပ်တစ်ချောင်းမှာလိုအပ်နေတဲ့လုံခြုံတဲ့ဂျာကန်စုံတစ်ခုဖန်တီးဖို့ဆုံးဖြတ်ခဲ့ပူပါတယ်။ကျွန်တော်တပ်ဖွဲ့ဝင်တွေကလည်းဒီတာဝန်ကိုပြင်းပြအောင်စူးစမ်းနေပါတယ်လို့ပူတင်ကပြောပါတယ်။ဦးနေအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဖုန်းပြောတာနဲ့ cash data ကိုအလဲဘက်ရောက်ခဲ့ပြီးတဲ့နောက်ရန်နိုင်ငံကြာမှာပဲဂျာကန်စုံလုံးမဲ့အကြောင်းကိုပြောဆိုခဲ့တာဖြစ်ပါတယ်။မေလ19ရက် ဖုံးပြောမှုအတွင်းမှာနှစ်ဖက်သမ္မတတွေဟာယူကရိန်းရေးနဲ့ပတ်သက်ပြီးငြိမ်းချမ်းရေးအကြောင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ writer ကဖော်ပြထားပါတယ်။ဒီလိုဖုံးခေါ်ဆိုမှုဟာရုရှားယူကရိန်းရေးနဲ့ပတ်သက်ပြီး Trump ရဲ့လှုပ်ဆောင်မှုကိုကျေးဇူးတင်တဲ့ကြောင်းပူတင်က ပြောထားပါတယ်။ပြီးခဲ့တဲ့အပတ်ကလည်းရုရှားနဲ့ယူကရိန်းကိုယ်စားလှယ်တွေဟာ2022ခုနှစ် မလကစပီးပထမဆုံးချင်းတူရကီမှာမျက်နှာချင်းဆိုင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာတွေ့ရပါတယ်။ထရန့်နဲ့ဆွေးနွေးပြီးနောက်ပူတင်ကရုရှားဟာယူကရိန်းနဲ့အနာဂတ်ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့သဘောတူစာချုပ်မူကြမ်းပြုလုပ်ဖို့အသင့်ရှိတယ်လို့လည်းဆိုထားပါတယ်။ Wall Street Journal ရဲ့ဖော်ပြချက်အရပူတင်ဟာယူကရိန်းစစ်ပွဲကိုရပ်ဖို့ဆန္ဒမရှိဘူးလို့ထရန့်ကဥရောပခေါင်းဆောင်တွေကိုပြောခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒီဖော်ပြချက်ဟာမမှန်ကန်တဲ့ဖော်ပြမှုဖြစ်ကြောင်းရုရှားကကြာသပတေးနေ့မှာတုံ့ပြန်ထားပါတယ်ခင်ဗျာ။ နောက်တစ်ပုဒ်အနေနဲ့အမေရိကန်မှာတက်တန်းအရင်ဆုံး Harvard တက္ကသိုလ်ရဲ့နိုင်ငံတကာအကျောင်းသားတွေလက်ခံတင် जा ခွင့်ကို Trump ဆိုရကရန်နာလိုက်ပြီးဖြစ်တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။အဲ့တော့ Harvard တက္ကသိုလ်ကဥပဒေတိုင်းလိုက်နာဖို့ပြက်ကွက်ခွက်တဲ့အတွက်အပြန်အလှန်ကျောင်းသားလဲလှယ်ရေးအစီအစဉ်လုပ်ပိုင်ခွင့်ကိုအစိုးရဘက်ကရုတ်သိမ်းလိုက်တာဖြစ်တယ်လို့ဆိုထားပါတယ်။ ဒါဟာနိုင်ငံတော်မှာရှိတဲ့တက်ကသိုလ်တွေနဲ့ပညာရေးဖွဲ့စည်းမှန်သမျှကိုသတိပေးတာဖြစ်တယ်လို့လည်းပြည်ထောင်စုဝန်ကြီးခရစ်စတီနုံက S လူမှုကွန်ရက်ပေါ်မှာ post တင်ခဲ့တာတွေ့ရပါတယ်။ Harvard ကတော့အစိုးရလိုရက်တွေကိုတရားဝင်ဘူးဆိုပြီးထုတ်ပြန်ချက်နဲ့အတူတုံ့ပြန်ထားပါတယ်။အခုလိုမျိုးလက်တုံ့ပြန်တဲ့လိုရက်ဟာ Harvard အတိုင်ဝန်နဲ့နိုင်ငံအတွက်စိုးစိုးရွားထိခိုက်စေနိုင်ပြီး Harvard ရဲ့ပညာရေးနဲ့သုတင်တာလုပ်ငန်းတွေပါအနောက်ရှက်ဖြစ်စေနိုင်တယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ပညာသင်နှစ်အတွင်း ဟာဗတ်မှာနိုင်ငံတကာကျောင်းသားပေါင်း6800ကျော်ပညာသင်ကြားခဲ့ပြီးဒါစုစုပေါင်းအရေအတွက်ရဲ့29ရာခိုင်နှုန်းဖြစ်တယ်လို့တက္ကသိုလ်ရဲ့အချက်လက်တွေအရသိရပါတယ်။ထရန်ဆိုရဟာတက္ကသိုလ်ဒါဇင်နဲ့ချီပြီးစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတဲ့ပြင်နယူးယောက်ကကိုလံဘီယာတက္ကသိုလ်လူမျိုးအခြားထင်ရှားတဲ့အဖွဲ့အစည်းတွေကပါလက်ရောမှုရအောင်ဖိအားပေးခဲ့ဦးပါလေ။ဒါပေမဲ့လည်းဧပြီလမှာတော့ဟာဗတ်ကထရန့်အစိုးရရဲ့တောင်းဆိုမှုတွေကိုမလိုက်ရောဖို့ဆုံးဖြတ်ခဲ့တဲ့ပြင်တရားစွဲဖို့ပါကြေညာထားတာတွေ့ရပါတယ်။ အဲ့ဒီချိန်တုန်းကဟာဗတ်တက်သူကိုတောင်းဆိုချက်များများပေးပို့ခဲ့ပေမဲ့လည်းနောက်ပိုင်းမှာတော့မှားပို့မိတာသာဖြစ်ကြောင်းအင်ဗီရိုအနေနဲ့ထုတ်ပြန်ပြောလာပါတယ်။ဟာဗတ်ကျောင်းပရဝန်တွင်ဂျူးမုံတရေလှူရှားမှုတွေကိုတိုက်ဖျက်ဖို့အလုံနေရာခန့်မှုကျောင်းသားလက်ခံမှုနဲ့တင် जा ရေးနီးလန်းတွေပါအပြောင်းလဲလုပ်ဖို့လိုအပ်တယ်ဆိုပြီးအစိုးရကတောင်းဆိုလာတာဖြစ်ပါတယ်။နောက်ဆက်တဲ့အဖြစ်ဟာဗတ်တက်သူရဲ့အခွန်ကင်းလွတ်ခွင့်ရုပ်သိမ်းခံရမှာဖြစ်သလိုဒေါ်လာဘီလီယံနဲ့ကြီးတဲ့အစိုးရထောက်ပံ့ခြင်းပေးအပ်မှုရပ်ဆိုင်းဖို့အတွက်လည်းချင်းချောက်ထားပါတယ်။ ဟာဘက်ဘက်ကတော့ယူမုံတွေပြဿနာဖြေရှင်းနိုင်ဖို့အတွက်အစ်စ်များစွာပေါ်ဆောင်ထားတဲ့အပြင်တက္ကသိုလ်ရဲ့ပညာရေးဆိုင်ရာလွတ်လပ်ခွင့်ကိုပါကန့်သတ်ဖို့ကြိုးပမ်းနေတယ်လို့တုံ့ပြန်ထားပါတယ်82နှစ်နာရီအတွင်းဟာဘက်ဘက်ကတောင်းဆိုထားတဲ့အချက်တွေကိုလိုက်နာမယ်ဆိုရင်နိုင်ငံကအကြောင်းသားတွေပြန်လက်ခံနိုင်မဲ့အခွင့်အရေးရှိတယ်ဆိုပြီးအစိုးရထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်ဒါကြောင့်ဟာဘက်တက္ကသိုလ်ရဲ့ထရန့်အစိုးရကြားထိတ်တိုက်တွေးဆမှုအခြေအနေအားပုံမိုဆိုးရွားလာခဲ့ပါတယ်အသက်22နှစ်အရွယ်ဆွီဒင်ဘွဲ့ဂျိုចောင်းသားလီယိုဂါဒန်က နိုင်ငံကအကြောင်းသားတွေမရှိဘဲဟာဘတ်စာဟာဘတ်လိုမျိုးမဖြစ်နိုင်ပါဘူးဆိုပြီးထရန့်ဆိုရကိုဝေဖန်ထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ကလေးတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးဓာတ်ရုပ်ပစ္စည်းပေါဝင်မှုအစားအသောက်အကျိုးသက်ရောက်မှုတွေနဲ့ပတ်သက်လို့မဟာအစည်းအဝေးခန်းဆောင်ကို အင်ဖီရိုကထုတ်ပြန်ထားတဲ့အကြောင်းဖော်ပြပြလိုက်ပါတယ် Let me uh, say congratulations to the entire Maha movement. This movement has become very hot. People are, people are really, I tell you, they're going crazy over Maha. American ဂျမားရေးဝန်ကြီး Robert Frank Kennedy Jr. ဦးဆောင်တဲ့ကော်မရှင်ဖွဲ့အားမေလ22ရက်နေ့ကအစားအသောက်ဒရုပစ္စည်းပါဝင်မှုစစ်ပစ္စည်းမှုဈေးကူသားကြီးမှာဈေးဝအလွန်ကျွံပေးမှုနဲ့ကာကွယ်ဆေးတွေဟာ American မှာရှိတဲ့ကလေးတွေနာသာရှည်ယောဂဖြစ်ပွားမှုရဲ့နောက်ွယ်ကအချက်ဖြစ်နိုင်တယ်ဆိုတဲ့အစီရင်ခံစာကိုဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီကော်မရှင်ရဲ့အမိကိုမဟာလို့ပေးထားတာဖြစ်ပါတယ်ဒီဘွဲအားကလေးတွေအဝလွန်တာစီးချိုဖြစ်တာကင်ဆာဖြစ်တာနဲ့စိတ်ကျမ်းမာရေးချွတ်တဲ့တာဓာတ်မတဲ့တာကလေးဘွားတွေကအထီးကျန်လာတဲ့အုံနောက်အာရုံကြောင့်ဖွံ့ဖြိုးမှုအားနည်းလာတွေကိုအဓိကဒါလေးလာပြီးကနေဒီကဒါဟာမျိုးသားရေးအကျက်တဲလည်းဖြစ်တယ်လို့ဆိုထားပါတယ်ဒီဘွဲဝင်တွေဟာအချိန်များစွာပြုပြင်ထားတဲ့အစားအသောက်တွေကိုဦးစားပေးလေးလာဖို့သဘောတူခဲ့တယ်လို့ကနေဒီကဆိုပါတယ်အမေရိကန်မှာရှိတဲ့ကလေးတွေစားတဲ့အစားအသောက်တွေ တိုးတက်ကောင်းမွန်ဖို့ကိုလည်းလှုံ့ဆော်မယ်လို့ရွယ်ထားတာတွေ့ရပါတယ်။အစင်ကစားပါဖော်ပြချက်ရအသုံးပြုတဲ့စီးပွားတွေကိုလည်းစောင့်ကြည့်လေ့လာမှုတွေတိုးမြင့်သွားမှာဖြစ်ပြီးကလေးတွေရဲ့ကျန်းမာရေးရလဒ်တွေကိုလည်းလေ့လာမှာဖြစ်ပါတယ်။အဲ့ဒီလေ့လာမှုမှာကလေးတွေသဘာဝအစားအစာတွေကိုအသုံးပြုတဲ့အစားအသောက်ပုံစံနဲ့လည်းနှိုင်းယှဉ်လေ့လာမှာဖြစ်ပါတယ်။အချိန်များစွာပြည့်ပြင်ဖန်တီးထားတဲ့အစားအသောက်တွေနဲ့ပတ်သက်ပြီးငင်းခုန်မှုတွေများပြားဖြစ်ပေါ်နေရလဲတွေ့ရပါတယ်။ဒီအစားအစာတွေဟာစိတ်ယုံတွေကထုတ်လုပ်တဲ့အစားအစာတွေဖြစ်တယ်လို့အစင်ခန်းဆောင်မှာဖော်ပြထားပါတယ်ခင်ဗျာ။ And thank you, Senator Sanders. I just want to begin by saying I know how determined President Trump is uh, for us to have the lowest drug prices uh, in the world, as between Europe and the United States. နောက်ထပ်တင်ဆက်ပြီးမှကတော့ငံမှုမှုကြောင့်ဂါဇာမှာကလေးတွေနဲ့တကြီးရွယ်တွေတေဆုံးမှု29ယောက်ထိရှိလာကြောင်းပါလက်စတိုင်းကျမ်းမာရေးဝန်ကြီးကထုတ်ဖော်ပြောဆိုခဲ့တဲ့ကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ we had in for that uh, more than 29ကာဇာကမ်းမြောင်ဒေသမှာမကြသေးတဲ့ရက်တွေအတွင်းကငတ်မို့ခေါမောင်းမှုနဲ့ဆက်နွယ်တဲ့ဒေသမှုတွေနဲ့ကလေးငယ်တွေနဲ့တက်ကြီးရွယ်ဝအပါအဝင်29ဦးတေဆုံးခဲ့ရတယ်လို့ပါလက်စတိုင်းကျမ်းမာရေးဝန်ကြီးအဘူရာမန်ဒန်ကသတင်းတောက်တွေကိုမေလ22ရက်နေ့မှာပြောကြားခဲ့ပါတယ်။အစ္စရေးဟာမလကတဲ့ကဂါဇာကမ်းမြောင်ဒေသကိုစေဝါအစားအစာနဲ့လောင်စာဆီထောက်ပံ့ရေးပစ္စည်းတွေဝင်ရောက်မှုကိုပိတ်ပင်ထားတာကြောင့် ဝိုင်းရံခံထားရတဲ့ပါလက်စတိုင်းနှစ်တသမ3တန်းနေထိုင်ရအတိုက်ဝန်းမှာငပေးကြုံတွေ့ရတဲ့အကြောင်းနိုင်ငံကကျွမ်းကျင်သူတွေကသတိပေးထားပါတယ်။နိုင်ငံကဖိအားတွေတိုးလာပြီးနောက်အစ္စရေးကကန့်သက်ထားတဲ့လူသားချင်းစာနာမှုဆိုင်ရာပို့ဆောင်မှုတွေကိုပြန်လည်စတင်ခွင့်ပြုဖို့သဘောတူခဲ့ပြီးတဲ့နောက်တနင်္လာနေ့မှာထရက်ကားချုပ်ကိုဂါဇာတဲကိုဝင်ရောက်ခွင့်ပြုခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့အင်္ဂါနေ့ညမှာတော့အကူအညီတွေကိုမဖြန့်ဝေရသေးဘူးလို့ကုလသမဂ္ဂကပြောဆိုထားပါတယ်။အကူအညီတွေပြတ်တောက်မှုတွေအပြင် ဂါဇာမှာတိုက်ပွဲတွေပိုမိုပြင်းထန်လာတာလည်းတွေ့ရပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကအစ္စရေးစစ်တပ်ဟာဟားမတ်စစ်သည်ကြောအဖွဲ့ကိုနှိမ်နင်းတဲ့အဓိကစစ်စင်ရေးအသစ်စတင်ကြောင်းကြေညာထားပါတယ်။အစ္စရေးရဲ့တိုက်ခတ်မှုတွေကြောင့်လွန်ခဲ့တဲ့၈ရက်တွင်လူ900ကျော်တေဆုံးခဲ့တယ်လို့ဂါဇာနယ်မြေမှာရှိတဲ့စစ်ပညာရှင်တွေကထုတ်ဖော်ပြောဆိုထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမှာကတော့တရုတ်နိုင်ငံကွေကျိုးမှာမြေပြိုကျမှုကြောင့်လူနှုတ်တေဆုံးပြီး 19ဦးပိတ်မိနေတဲ့ကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ဒီဟိုနိုင်ငံအနောက်တောင်ပိုင်းကွေကျိုးပြည်နယ်မှာမိုးသည်ထန်စွာရွာသွန်းမှုတွေကြောင့်တိကျမြေပြိုမှုနှစ်ခုဖြစ်ပွားခဲ့ပြီးမေလ22ရက်ကြာသပတေးနေ့ကအနည်းဆုံးလူ၄ဦးသေဆုံးက18ဦးပျောက်ဆုံးနေတဲ့ကြောင်းဒေသဆိုင်ရာအာဏာပိုင်တွေကပြောကြားထားပါတယ်။လမ်းတွေလည်းပျက်စီးခဲ့ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုကူညီဆောင်ရွက်ပေးဖို့စစ်တပ်ကိုဖြန့်ကျက်ထားပါတယ်။အာဏာပိုင်တွေကနီနာဧရိယာနေမှာဘူမိဗေဒဆိုင်ရာဘေးအန္တရာယ်တွေအတွက် NL3 ဘေးကျက်တွေထုတ်ပြန်ထားပါတယ်။ မြေပြုံမှုတွေဟာဒါဖန်းကောင်တွေမှာရှိတဲ့ချမ်းရှိမြို့နဲ့ကိုးဝါမြို့တို့မှာအတီးတီးဖြစ်ပွားခဲ့တာပါချမ်းရှိမှာလူနှစ်ယောက်ပိတ်မိနေခဲ့ပြီးနောက်ပိုင်းရှာတွေ့ချိန်မှာတော့တေဆုံးခဲ့တဲ့ကြောင်းအတည်ပြုထားပါတယ်ကိုးဝါမြို့မှာရှိတဲ့ချင်းရန်ကျေးရွာမှာအင်တော်စု၈ဆုရှိဒေသခံစကုပ်ပိတ်မိနေတဲ့ကြောင်းဒေသအာဏာပိုင်တွေရဲ့ပဏာမအကဲဖြတ်ချက်တွေကသိရပါတယ်ဒီကိစ္စကိုရဲတပ်ဖွဲ့ဝင်ရေးဘော်ကေစေးသမားတွေနဲ့မိသက်သမားတွေဟာရှာဖွေကေစေးလုပ်ငန်းတွေကိုဆောင်ရွက်ဖို့ ဘေးသင့်ဒေသကြီးအ мян သွားရောက်ခဲ့ကြပါတယ်။သူတို့ကိုအနိုင်ခံရှာဖွေရေးခွေးတွေကအကူအညီပေးနေပြီးအခြားဆက်ပစ္စည်းတွေအကြောင်းမှာအသက်ရှင်မှုစစ်ဆေးရေးကိရိယာတွေဒုံးတွေနဲ့တက်ဆိုင်ရာကိရိယာတွေကိုလည်းတက်ဆင်ပေးထားပါတယ်။ကိုဝါမြို့မှာတော့မတ်စောက်တဲ့တောင်ဆောင်တွေနဲ့တောင်ထူတက်တဲ့မြေမျက်နှာတွင်ပြင်နေကြောင်းကယ်ဆယ်ရေးလုပ်ငန်းတွေကနှောင့်နှေးနေကြရတယ်။အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနဟာဘူမိဗေဒဆိုင်ရာဘေးအန္တရာယ်တွေအတွက် level 4အရေးပေါ်တုံ့ပြန်မှုကိုချက်ချင်းလှုံ့ဆော်ခဲ့ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုလမ်းညွှန်ဖို့ အလုံးအဖွဲ့အစည်းတစ်ခုကိုလည်းဆေးလွတ်ထားပါတယ်။ဝန်ကြီးဌာနကအခြေအနေကိုအတည်ပြုပြီးရှာဖွေရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ဖို့နဲ့ဒုတိယဘေးအန္တရာယ်တွေကိုသတိပြုဖို့တိုက်တွန်းထားပါတယ်။တရုတ်နိုင်ငံဟာရာသီဥတုဖောက်ပြန်မှုကြောင့်ပုံမပူပြင်းပြီးရှေလျားတဲ့အပူလိုင်းတွေနဲ့မကြာခဏမိုးတဲထန်စွာရွာသွန်းမှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။အထူးသဖြင့်လူကြီးများပြားလာတာကြောင့်ရာသီဥတုဖောက်ပြန်မှုရဲ့တက်ရောက်မှုတွေဟာထိခိုက်လွယ်တဲ့နိုင်ငံဖြစ်နေကြောင်းအာဏာပိုင်တွေကပြောကြားထားပါတယ်။တရုတ်နိုင်ငံရဲ့မိုးလေဝသအချက်လက်တွေအရ လုံခဲ့တဲ့ဆယ်စုနှစ်6ခုကျော်ကနှိုင်းရှင်မှတ်တမ်းတွေစတင်ခြင်းကတည်းက2024ခုနှစ်ဟာနိုင်ငံအတွက်အပူဆုံးနှစ်ဖြစ်ပြီးနှစ်နှစ်ဆက်တိုက်သမိုင်းမှတ်တမ်းတွေကျိုးပြတ်ခဲ့တဲ့နှစ်ဖြစ်တယ်လို့လည်းဆိုထားပါတယ်ခင်ဗျာနောက်ဆုံးတင်ဆက်ပေးမှာကတော့ဆန်ဒီယေဂိုမှာရပ်ဘက်လေရင်ငယ်တစ်စီးပြတ်ကျမှုကြောင့်လူနှုတ်တေဆုံးခဲ့ပြီးရှစ်ဦးတန်ရခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ် ကယ်လီဖိုးနီးယားပြည်နယ်ဆန်ဒီယေဂိုမှာမေလ22ရက်နေ့ကြာသပတေးနေ့ကရက်ဖက်လေငင်တစီပြတ်ကျမှုဖြစ်ပွားပြီးလူနူးဒေသုံကရှေးဥဒရာရရှိခဲ့တဲ့အကြောင်းဒေသဆိုင်ရာတာဝန်ရှိသူတွေကဒင်းစာရှင်းလင်းပွဲမှာပြောကြားထားပါတယ်။တာဝန်ရှိသူတွေကဒေသဆန်တော်ချင်းနက်နက်၄နာရီမထိုးခင်မှာပဲအခင်းဖြစ်ပွားရာနေရာကိုရောက်ရှိလာခဲ့ကြပြီးနေရင်တလုံးနဲ့မော်တော်ကားအများပြားမီးလောင်နေတာကိုမြင်ခဲ့ရတဲ့အကြောင်းဆန်ဒီယေဂို မိသားနဲ့ကယ်ဆယ်ရေးဌာနကလက်ထောက်ကောင်းဆောင်တန်အပ်ဒီကပြောပါတယ်သူတို့ဟာအနီးနားမှာရှိတဲ့ဒေသခံတွေကိုသူတို့ရဲ့နေအိမ်တွေကနေပြောင်းရွှေ့ပေးခဲ့ပါတယ်အာနာပန်တွေရောက်ရှိလာခြင်းမှာတော့အဲ့ဒီ area မှာမြူတွေထူထပ်နေတယ်လို့ဆိုထားပါတယ်အဲ့ဒီမှာဓာတ်ラインတိုင်းပြတ်တောက်နေပြီးအမျိုးသားတည်ယူပို့ဆောင်ရေးဘေးကင်းရေးဘုံဖွဲ့နဲ့ဖက်ဒရယ်လေကြောင်းစီမံခန့်ဝေးရေးဌာနတို့ရှိစုံစမ်းစစ်ဆေးမှုတွေကစုံစမ်းစစ်ဆေးမှာဖြစ်ကြောင်းလည်းဆိုထားပါတယ်အဲ့ဒီရက်ကွက်ဟာဆန်ဒီယေဂိုရှိ ဒေသန္တစစ်ကန်အသီးသီးမှာအခြေဆိုင်တဲ့စစ်ဗန်မိသားစု2300လောက်နေထိုင်ကြကြောင်းတောင်းရှိသူတွေကပြောဆိုထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်အေးဆက်ပါ